ာပါရှင်တင်းင်းလိုက်တဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမဲ့တင်းတွေကတော့စေးုံသုံးုံပိတ်ခံထားတဲ့ချိန်ဒဝဲမြို့ပေါ်မှာဝမ်ပြက်ဝမ်ရှော့အဖြစ်များနေတဲ့အကြောင်းဗိုလ်ပြင်းကခဲချောင်းရွာကိုစစ်ကောင်စီတပ်ကပုံကျဲလို့တားဖနှစ်ဦးဒဏ်ရာရသွားတဲ့အခြေအနေတဲ့ချောင်းမှာရင်တိုက်မှုဖြစ်လို့အမျိုးသမီးနှစ်ဦးသေဆုံးသွားတာ တနင်္လာရီမြို့နယ်ကပြည်သူအခြေပြုကျောင်းတွေအတွက်ပညာမင်းရေကမ်ပိန်းပြုလုပ်နေကြတဲ့အကြောင်းတဝယ်မြို့မှာတပေါင်းလာပြည့်နေကြရင်အဒီရကင်းပရိတ်လှည့်လည်ပူဇော်ရွတ်ဖတ်ဖို့ရှိနေတာမုဒုံမြို့နယ်ကကလော့တော့ကျေးရွာမှာလူငယ်နှစ်ဦးတနက်နဲ့ပြစ်ခံရပြီးသေဆုံးသွားတဲ့အခြေအနေဗန်ကောက်ကမြန်မာလုံသားစီကနေရွှေဆဲကျိုးအလွတ်တုတ်တဲ့ထိုင်းတအူးကိုဖမ်းဆီးလိုက်နိုင်တဲ့အကြောင်း နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုစောင့်ကြည့်ရမယ့်နိုင်ငံတွေထဲအမေရိကန်နိုင်ငံပါဝင်လာတဲ့အခြေအနေစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်။ပေါ်ပြင်းမြို့နယ်မနိုးယုံကျေးရွာအုပ်စုကခဲချောင်းရွာမှာတိုက်ပွဲမဖြစ်ဘဲစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်လို့ကလေးတအုပ်နဲ့ဖခင်ဖြစ်သူတို့ထင်ရရသွားပါတယ်။ မလ10ရက်နေ့ညနေ4နာရီလောက်မှာစစ်ကောင်စီတပ်ကရဟတ်ရင်နဲ့ဘုံကျဲတိုက်ခိုက်လို့ဘုံတလုံးဟာခဲချောင်းရွာကျမ်းမာရေးစေပေခန့်အနောက်ဘက်မှာကြာရောက်ပောက်ကွဲပြီးအသက်9နှစ်အရွယ်မိန်းကလေးငယ်ရဲ့ပေါင်နှစ်ဖက်မှာကြီးစားထိမှန်ဒဏ်ရာရသွားသလိုသူမရဲ့ဖခင်မှလည်းဒဏ်ရာရသွားတာပါစစ်ကောင်စီတပ်ဘုံကျဲခဲ့တဲ့မနှိုးယုံကျေးရွာအုပ်စုမှာတိုက်ပွဲမရှိတာလာနဲ့ချီကြနေပြီလို့ဒေသခံအမျိုးသားတအူးကဆိုပါတယ်။ 2023ခုနှစ်ဝန်းကျင်ကတော့မနိုးရောရွာမှာရှိတဲ့မြိတ်ပုတ်ပြင်းပြီးတောင်စုလမ်းမှာစစ်ရေးတင်းမာပြီးတိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အတွက်တော်လှန်ရေးတပ်တွေကလမ်းဖြတ်တန်းသွားလာခွင့်ပိတ်ခဲ့ပူပါတယ်။တဝယ်မြို့ပေါ်ကပုတ်ကလစ်ကဈေးရုံ၃ရုံအပိတ်ခံထားရတဲ့အချိန်မြို့ပေါ်မှာဝမ်ပြဝမ်ရှော့နဲ့ပချိတ်အောင်ဒေတာအခေါ်ခွေးပွားအောင်ယောဂတွေအဖြစ်များနေကြပါတယ်။ တချဲ့ရောင်ယောဂဟာဇန်နဝါရီလကတည်းကဖြစ်နေပြီးလက်ရှိအချိန်ထိယောဂကူးစက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။တည်င်းပြေဆောင်ကိုတော့ Dowell Wash Wine တော်သားတဦးကပြောပြပေးသွားမှာပါရှင်။ဒဝဲမြို့ပေါ်ကပုတ်ကလကဆေးရုံ၃ရုပ်ပိတ်ခံထားရတဲ့အချိန်မြို့ပေါ်မှာဝက်ပြင်ဝက်လျှော်နေပချိန်အောင်ဒေသခေါ်ခွေးပားရောင်ယောဂတွေအဖြစ်များနေပါတယ် ပချိယောင်ယောဂဟာဇန်နဝါရီလကလေးကဖြစ်နေပြီးလက်ရှိအချိန်ထိယောဂကုသဖြစ်ပွားနေဆဲဖြစ်တယ်လို့မျိုးခန့်တွေကပြောပါတယ်။ဝါပြင့်ဝမ်းလျှောယောဂမှာမလလဆန်းပိုင်းကစပြီးဖြစ်တာလို့ဆိုပါတယ်။အဲ့ဒီလိုယောဂဖြစ်ပွားသူများနေချိန်ဒူဝဲမြို့မှာမက်ဒီလန်အေးနဲ့စာဒူဝါပုဂ္ဂလိကဆေးရုံသုံးရုပ်ပိတ်ခန့်ထားရပါတယ်။ ဆေးရုံ၃ရုံပိတ်ခံထားရတဲ့အတွက်ဒဝဲပြည်သူဆေးရုံအပါအဝင်ပုပ်ပိကဆေးရုံတွေဖြစ်တဲ့ချမ်းမြေမြို့မှုဆေးရုံနဲ့မြို့ပြင်ကစက်ကောင်စီဆေးရုံတွေမှာဆေးရုံတယောက်ကုတော်ခွင့်ရဖို့အလူအရစ်ကြိုးပမ်းနေရတယ်လို့မြို့ခံတွေကပြောပါတယ်။မြို့ခံတွေမှာတော့စေကံပြကလူနာအားပြုစုရဖို့အတွက်ကျမရေဝထန်းတွေကိုအိတ်ခေါ်ပြီးကုသနေရသူတွေလည်းများနေတယ်လို့ဆိုပါတယ်။ ပချက်ရောင်ယောဂကုစစ်မြန်ပြီးအဖြစ်များလာရတာဟာကလေးကွက်စီထိုးရမှာပချက်ရောင်ကောက်ွက်စီမပါလို့ဖြစ်ကြောင်းဆရာဝန်တဦးကပြောဆိုထားပါတယ်။ဝမ်ပြဝမ်ရှော်ယောဂကတော့အခုလိုရာသီအကူးပြောင်းကာလမှာအဖြစ်များလေးရှိတယ်လို့ဆိုပါတယ်။တရချောင်းမြို့နယ်ပန်းပြင်ရွာမှာမလ၁၀ရက်နေ့ညနေပိုင်းကယင်တိုက်မှုဖြစ်ပြီးအမျိုးသမီး၂ဦးသေဆုံးသွားပါတယ်။ မြင်းဖက်ကလာတဲ့ကုန်တင်ရင်နဲ့ဒွေဖက်ကလာတဲ့ Toyota တောင်းအိတ်အမျိုးအစားကားတို့မနေ့ကညနေ3:00နာရီခွဲလောက်ကပန်းပြင်ရွာလမ်းပိုင်းတနေရာမှာမျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့မြင်းပါရမီပရာဟိတအသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။တင်းအပြည့်စုံကိုဒွေဝက်ဝိုင်းတော်သားတဦးကပြောပြပေးသွားမှာပါရှင်။တေးချောင်းမျိုးနဲ့ပန်းပြင်ရွာမှာမန်းကစင်းနဲ့ညနေပိုင်းကအရင်တိုင်းမှုဖြစ်ပြီးအမျိုးသမီးနှစ်ဦးတည်ဆုံသွားပါတယ်။ ဘေးဘက်ကလာတဲ့ကိုတင်ရင်နဲ့ဒဝဲဘက်ကလာတဲ့ဒေါက်တာတောင်အိအမျိုးစားကမနေ့ကညနေ3နာရီခွဲလောက်မှာပန်းပြည်ချွာလမ်းပိုင်းကနေရမှာမျက်နှချင်းဆိုင်တိုင်မိခဲ့တာလို့မြန်ပါရမီပရဟိတအတင်းရဲ့တာဝန်ရှိသူကပြောပါတယ်။အဲဒီဇင်တိုင်းမှုကြောင့်ဒေါက်တာတောင်အိကားရဲ့အရှိခံမှလိုက်လာတဲ့အသက်30နဲ့40လောက်အရွယ်ရှိတဲ့အမျိုးသမီးတအိုးအခင်းဖြစ်နေရမှာတိတ်ဆုပ်သွားတာပါ။တိတ်သွားတဲ့အမျိုးသမီးနှစ်ဦးဟာ တိချောင်းမျိုးနဲ့ကနေတ္တိစာတီမဖြိုးဤဝင်နဲ့မမီဆန်သေးလို့ဖြစ်ကြပါတယ်။သရတာကားရဲ့ရင်မအမျိုးသားဟာလေဒိုင်းအပြစ်ထံလိုဒဝဲစေဦးကြီးကို ပို့ထားရတယ်လို့ဆိုပါတယ်။တိတ်ဆိုးသူမျိုးသမီးနှစ်ဦးရဲ့ဂျိုအလောင်းတွေကိုတော့မနေ့ကညနေပိုင်းမှာတိရချောင်းမျိုးနဲ့ပြီးသူစေဦးရဲ့အရှင်ခွဲရိုးကိုပို့ဆောင်တာပါ။ ရင်တိုင်းမှုဖြစ်တဲ့နေရာရဲ့လမ်းမီမှာမြစ်တောတွေကိုမိရှို့ထားပြီးမိခိုးတွေကြောင့်မြေခွင်းကိုကောင်းစွာမမြင်ရတဲ့အတွက်ပတောတဆတိုင်းမီတာဖြစ်နေတယ်လို့ရင်တိုင်းမှုမှာကိုကြီးဆောင်ရွက်ပေးတဲ့သူတွေကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တနင်္လာရီမျိုးနယ်ကပြည်သူ့အခြေပြုကြောင်းတွေအတွက်ပညာမီးအိမ်ကမ်ပိန်းပြုလုပ်နေကြပါတယ်။ တနင်္လာရီမြို့နယ်ထဲကပြည်သူ့အခြေပြုအကြောင်းက အခြေခံပညာသင်ယူပြီးတဲ့နောက်အစင်းမြင့်ပညာဆက်လက်သင်ယူမဲ့ကျောင်းသားတွေအတွက်အဲ့ဒီကမ်ပိန်းကိုပြုလုပ်တာပါကမ်ပိန်းကိုတော့ Spring Education Garden တင်ကြားရေးစင်တာနဲ့တနင်္လာရီမြို့နယ်ကျောင်းသားများသက်မကဘက်ကတာတို့ပူးပေါင်းပြီးမတ်လ9ရက်နေ့ကနေဧပြီလ12ရက်နေ့အထိတစ်လကျော်ကြာပြုလုပ်ကြမယ်လို့ဆိုပါတယ် မြေပြင်မှာကြောင်းဖွင့်တင်ကြားရေးလုပ်နေတဲ့ပြည်သူအခြေပြုကြောင်းတွေဟာပညာရေးစရိတ်တွေအပြင်လေကြောင်းကနေတိုက်ခိုက်လာနိုင်တဲ့စစ်ကောင်စီရဲ့အန်ဒီရယ်ကနေကာကွယ်ဖို့စရိတ်တွေပါလိုအပ်နေကြတာပါ Spring Education Garden တင်ကြားရေးစင်တာမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့တင်ယိုးနဲ့တင်ကြားနေတဲ့ကျောင်းသား400ကျော်ရှိပါတယ်တဝယ်မြို့မှာတပေါင်းလားပြည့်နေကြရင်အဒီယကင်းပရိတ်လှည့်လည်ပူဇော်ရွတ်ဖတ်ဖို့ရှိပါတယ် တဝံမြို့ပေါ်ကအဓိကလမ်းမကြီးတစ်လျှောက်ကိုတန်ကားတော်တွေကလှည့်လည်ပြီးအန္တရာယ်ကင်းပရိတ်ရွတ်ဖက်ကြမှာပါ။အဲ့ဒီနေ့ညနေ၄နာရီကစပြီးကားစီးရဲ20လောက်နဲ့လောကမရစင်ဖျားကြီးဝင်းကနေစထွက်ခွာကြမယ်လို့ဆိုပါတယ်။လှည့်လည်ရွတ်ဖက်မှာကတော့နှစ်ကျိတ်ရှစ်စုဖျားလှည့်တဲ့လမ်းကြောင်းအတိုင်းဖြစ်ပါတယ်။တပန်းလာပြည့်နေ့ဟာမြန်မာလူမျိုးတွေရဲ့နေထူးနေမြတ်ဖြစ်လို့အများပြည်သူတွေအန္တရာယ်ကင်းဘေးရှင်းစေဖို့ရည်ရွယ်လှုပ်ဆောင်ကြတာပါ။ ရွှေတောင်စားစီတွေနဲ့လောကမရစင်ဖျားကြီးဝင်းထဲမှာလဲတပန်းလာပြင်းနေကြရင်ဖျားပိုးလာသူတွေကို စေဘဝင်းနဲ့မဇလီရွယ်ဟင်းစတုတီတာတွေ့မွေးကြမှာပါမဇလီရွယ်ဟင်းကိုတဝဲသားတွေကမူစီဝတ်ဟန်လို့ခေါ်ကြပါတယ်ကိုဗစ်ကရောဂါစတင်ဖြစ်ပွားတဲ့အချိန်နဲ့စစ်အုပ်စုအာဏာသိမ်းချိန်တွေမှာတဝဲမျိုးထဲရက်ကွက်အလိုက်ကိုအစီစဉ်နဲ့ကိုအန်တရကင်းအစီအမံတွေလှုပ်ဆောင်လာကြပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မွန်ပြည်နယ်မုထုံမြို့နယ်ကလော့တော့ကျေးရွာမှာဆိုင်ကယ်စီးနှင်းလာတဲ့လူငယ်နှစ်ဦးတနက်နေ့အပြစ်ခံရပြီးသေဆုံးခဲ့ပါတယ်။အသက်25နှစ်အရွယ်တွေဖြစ်တဲ့အဲ့ဒီလူငယ်နှစ်ယောက်ဟာကလော့တော့ကျေးရွာရက်ွက်လေးဘောလုံးကွင်းနီးမှာ မလ10ရက်နေ့နေ့လယ်ပိုင်းမှာပြစ်ခတ်ခံရတာပါ။ဒီကနေ့မနေ့ပိုင်းမှာတော့ဦးကောင်းနောက်ကျောနဲ့လက်တို့မှာကြီဖောက်ဝင်တန်ရာနဲ့သေဆုံးနေတာကိုလမ်းတော်လမ်းလာဒေသခံတွေက တွေ့ရှိခဲ့တာပါ။ အဲ့ဒီလူငယ်နှစ်ယောက်ဟာဒေတာတွင်းဆိုင်ကယ်ခိုးမှုလွှဲရမှုတို့ကျူးလွန်ထားရဆိုပြီးစစ်ကောင်စီနဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ထံတိုင်ကြားထားတာတွေလည်းရှိတယ်လို့ဆိုပါတယ်။သူတို့နှစ်ယောက်ကိုစစ်ကောင်စီတပ်နဲ့ကျေးရွာပြည်သူစစ်ပူပေါင်းဖွဲ့တို့ကပြစ်ခတ်တာဖြစ်နိုင်တယ်လို့ဒေတာခန့်အချို့ကပြောဆိုကြပေမဲ့တီးတန့်အတိမပြုနိုင်သေးပါဘူးရှင်။ဘန်ကောက်ကမြန်မာလုတ်သားစီကနေရွှေဆွဲကျုပ်အလစ်တုတ်တဲ့ထိုင်းတအူကိုဖမ်းဆီးလိုက်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာညအချိန်မြန်မာနိုင်ငံသားတအူးစီကနေရွှေဆွဲကြိုးအလစ်တုပ်ထွက်ပြေးသွားတဲ့ထိုင်းနိုင်ငံသားတအူးကိုရဲတပ်ဖွဲ့ကညာတွင်းချင်းဖမ်းမိခဲ့ပါတယ်။မလ10ရက်နေ့ည9နာရီလောက်မှာမြန်မာအလုံတမားတအူးဘတ်၄000ကျော်တန်းမှုရှိတဲ့ရွှေဆွဲကြိုးအလစ်တုပ်ခံခဲ့ရပါတယ်။ထိုင်းစကားကိုကျွန်းကျွန်းကျစ်ကျစ်တက်မြောက်ထားတဲ့အဲ့ဒီမြန်မာအမျိုးသားဟာရဲတပ်ဖွဲ့စီဆက်သွယ်ပြီးဖြစ်စဉ်နဲ့လူရဲတွေရဲ့ပုံပန်းတဒံကိုရှင်းပြပြီးတိုက်တန်းနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာအနီးနားကိုဖြန့်ကျက်ရှာဖွေစစ်ဆေးပြီးညာတွင်ချင်းမှာပဲအသက်၂၈နှစ်အရွယ်ထိုင်းနိုင်ငံသားတအူးကိုရွှေဆဲကျိုးနဲ့အတူဖမ်းဆီးရောက်မိခဲ့တာပါ။အလစ်တုတ်ခဲ့တဲ့သူကိုတော့ရဲစခန်းစီဖမ်းဆီးခေါ်ဆောင်သွားပြီးခိုးမှုနဲ့အမှုဖွင့်အရေးယူထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့နိုင်ငံသားအခွင့်အရေးချိုးဖောက်မှုစောင့်ကြည့်ရမယ့်နိုင်ငံတွေထဲအမေရိကန်နိုင်ငံလည်းပါဝင်လာပါတယ်။တမန်တော် Trump တက်လာပြီးတဲ့နောက် နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်တွေကိုချိန်ချောက်မှုတွေရှိလာတဲ့အတွက်အမေရိကန်နိုင်ငံကိုနိုင်ငံသားလွတ်လပ်ခွင့်စောင့်ကြည့်ခံနိုင်ငံတွေထဲစည်ရင်းထက်သွင်းလိုက်ပါတယ်။2025ခုနှစ်ထဲနိုင်ငံသားလွတ်လပ်ခွင့်အခြေအနေကိုစောင့်ကြည့်ဖို့ Civic Monitor အဖွဲ့ကအခုလိုထည့်သွင်းလိုက်တာပါဒီမိုကရေစီစံတန်ဖိုးတွေနဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပေါ် Trend အစိုးရအဖွဲ့ရဲ့တိုက်ခိုက်မှုအခုလိုစောင့်ကြည့်ခံစည်ရင်းထဲထည့်သွင်းခဲ့တာလို့ဆိုပါတယ် တနင်္လာနေ့ကထုတ်ပြန်လိုက်တဲ့အဲ့ဒီစောက်ကြည့်ခံနိုင်ငံစည်ရင်းတွေထဲအမေရိကန်နိုင်ငံနဲ့အတူအီတလီပါကစ္စတန်တို့လည်းပါဝင်ပါတယ်မြန်မာနိုင်ငံကတော့2021ခုနှစ်စစ်အုပ်စုအာဏာသိမ်းပြီးကတည်းကနိုင်ငံသားအခွင့်အရေးစောင့်ကြည့်ခံစည်ရင်းမှာပါဝင်နေပါရဲ့ရှင်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ The Wash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။